ဘုကမြင်ပါစေငလင်းကမပြောမစုံနဲ့ထလှုပ်တဲ့ခါမှာကျွန်တော်ဆိုင်ကနေလုံးဝမခွာတဲ့လူတယောက်ကအခုမန်းလေးမှာကျွန်တော်၃လရှိသွားပြီပေါ့ကျွန်တော်အားလုံးပေါင်း73အိမ်ကျွန်တော်အခုစောက်ပေးထားတယ်အိမ်လေးတွေအပ်ပေးခဲ့တာမဟုတ်ဘူး စီးပွားရေးလေးပါထည့်ပေးရဆိုတော့ကျွန်တော်ဘာစီးပွားရေးလေးလုပ်ပင်ကောင်းမလဲသူတို့ဘောရက်တီလေးရောရအောင်ဘာလေးလုပ်ပင်ကောင်းမလဲပြီးအဲ့အဲ့လေကျွန်တော်ကိုယ်တိုင်သွားဝယ်အဲ့လိမျိုးလေးပေါ့အဲ့ကျတော့ဒီဟာအတွင်းမှာတော့ကျွန်တော်ဒီ၃လလုံးလုံးကတော့ကျွန်တော်ဒီမှာပဲနှစ်ထားတယ်ငလင်းကမပြောမစုံနဲ့ထလှုပ်တဲ့ခါမှာကျွန်တော်ဆိုင်ကနေလုံးဝမခွာတဲ့လူတယောက်ကအခုမန်းလေးမှာကျွန်တော်၃လရှိသွားပြီပေါ့ပထမကတော့မနှက်ပြန်ပြန်သွားမလို့ ဒါပေမဲ့အခုတပတ်ခါဆိုရင်တော့ကျွန်တော်ပြန်သွားမယ်ပြန်သွားပြီးရင်လကုံအထိကိုကျွန်တော်အပြီးဆောက်ဖို့လုပ်ထားတယ်ကျွန်တော်အားလုံးပေါင်း73အိမ်ကျွန်တော်အခုဆောက်ပေးထားတယ်73အိမ်မှာ9အိမ်တော့အပ်ပြီးသွားပြီကျန်တဲ့ဒီ8အိမ်ကျန်တာပေါ့အဲ8အိမ်ကျန်တာကိုကျွန်တော်အခုပြန်လာနဲ့အခုလဲစောင့်နေကြတယ်ကျွန်တော်ဒီယူလာနေပြီမဲ့ကျွန်တော်လက်သမားဆရာကြီးတွေပြန်ဆရာတွေမိဆရာတွေအကုန်လုံးကသူ့အနေနဲ့သူလုပ်နေရဆိုတော့10နောက်10ရက်လောက်ဆိုရင်တေချာပေါက်ပြီးရယ် သတိပဲလုပ်ပြီးတော့ဖြစ်တဲ့အတွက်ပေါ်လီကောင်းတဲ့မျိုးနာမည်မတက်ချင်ဘူး။ဟုတ်ခေါင်းဆောင်နဲ့တူကမများဘူး။နာမည်တက်ချင်တာထွက်တာ။ဟုတ်ပါရဲ့။အဲ့မှာနေရဲဆိုတော့ကျွန်73အိမ်လုံးကိုကျွန်တော်တန်းရှာခဲ့တာမဟုတ်ဘူးဟိုလူတွေကလမ်းပြောလိုက်တယ်ပြောလိုက်တဲ့ဟာတွေကျွန်တော်ပိုက်ပါမှာအများကြီးပဲအဲ့အများကြီးကနေပြီးတော့ကျွန်တော်ကတကယ်လိုအပ်လားမလိုအပ်လားဆိုတော့ကျွန်တော်ကိုယ်တိုင်သွားစုံလမ်းနေစုံလမ်းပြီးမှအဲ့နေရာကိုရောက်ပြီးရောက်ပြီးဆိုလို့ခင်ဗျလဲကျွန်တော်အဲ့နေရာကိုတိတိကျကျမသွားအမအမကကျွန်တော်ကိုခေါ်ပြီးဆောက်ပေးပါလို့ပြောရင်ကျွန်တော်အမစီမသွားဘူး အမရဲ့ပတ်ဝန်းကျင်အမနဲ့လေတအားမခင်နဲ့ပတ်ဝန်းကျင်မှာကျွန်တော်ကအမကိုလည်းသိနေရမယ့်ပတ်ဝန်းကျင်မှာကျွန်တော်သွားစုံစမ်းတယ်ဟုတ်လားမဟုတ်လားအဲ့ဒါတကယ်ဟုတ်တယ်ဆိုမှကျွန်တော်တိုက်ရိုက်သွားတယ်သွားပြီးရင်အဲ့ဒါကိုကျွန်တော်ကစောက်ပေးမယ်ဆိုပြီးတော့ခွင့်ပြုပြီးပြီးကျွန်တော်ဆုံးဖြတ်ပြီးပြီးဆိုမှကျွန်တော်အဲ့အိမ်ကိုစောက်ပေးတာအဲ့တော့ဒီတိမ်ပြီးပြီမဲ့နောက်တိမ်ကျလဲကျွန်တော်အဲ့လိုတွေသွားရတာဆိုရက်တရကြာတယ်ရက်တရရှိတယ်ရှေ့ပြီးလို့ရှိရင်လဲဟိုတကယ်ဆောင်မဲ့နေကြရင်လဲအဲ့ဒီအမအိမ်ကိုပြန်သွားရတယ်သွားပြီးတော့ကျွန်တော်က ဥယူတိုင်းလို့လည်းခေါ်ကြတယ်ဥယေတိုင်းလို့ခေါ်ကြတယ်အမျိုးမျိုးပေါ့နော်ကျွန်တော်ကတော့အဲ့ဒီဘဝင်းကျင်ရမဟုတ်တဲ့အတွက်ကျွန်တော်ဥယေတိုင်းလို့ပဲခေါ်လိုက်မယ်ဥယေတိုင်းစိုက်တယ်စိုက်ပြီးလို့ရှိရင်အဲ့မှာလက်သမားဆီရနဲ့ပြီးရင်ကျွန်တော်ကတစ်ဆက်ဆိုလဲကျွန်တော်တေချာလေးကိုလိုက်ရှာရတယ်တစ်ဆက်တွေအများကြီးဟိုမှာကျွန်တော်ကိုတော်တော်လေးကိုအဆင်ပြေအောင်လုပ်ပေးတဲ့တစ်ဆက်ရှိရယ်သုဒ္ဓဟာဆိုတာအဲ့ဒီတစ်ဆက်ကနေပြီးတော့ကျွန်တော်ကိုတအိမ်ကိုသူက3သိန်းတော့ရှော့ပေးတယ်အဲ့တော့တခါလေးဆိုရင်40ကျော်တယ်တခါလေးဆိုရင်သိန်း50ကျော်တယ်အဲ့လိုမျိုးအဲ့ဒီဟာ50ကျော်ဥမာ54သိန်းကျတယ်ဆိုသူက53သိန်းပဲယူတယ်အဲ့လိုမျိုးလဲရှော့ပေးတယ် တော်တော်လေးအဆင်ပြေအဲ့ကြတော့သွားမသွားနေလို့လည်းမရဘူးမရှိနေလို့လည်းမရဘူးဟုတ်အဲရှိနေပြီးတော့ပြီးတော့အခုကျွန်တော်ဆောက်ပြီးတဲ့အခုအပ်ထားတဲ့အိမ်လေးတွေဆိုရင်အိမ်လေးတွေအပ်ပေးကြတာမဟုတ်ဘူးစီးပွားရေးလေးပါထည့်ပေးရဆိုတော့ကျွန်တော်ဗားစီးပွားရေးလေးလုပ်ပေးကောင်းမလဲသူတို့ဘောရက်တီလည်းရအောင်ဗားလေးလုပ်ပေးကောင်းမလဲပြီးအဲ့အိမ်လေးကျွန်တော်ကိုယ်တိုင်သွားဝယ်အဲ့လိုမျိုးလေးပေါ့အဲ့ကြတော့ဒီဟာအတွင်းမှာတော့ကျွန်တော်ဒီ၃လလုံးလုံးသွားတော့ကျွန်တော်ဒီမှာပဲနှစ်ထားတယ်ဒါကျွန်တော်ရဲ့လူတယောက်ကျွန်တော်ရဲ့ ျူးတယောက်ထဲကနေလုံနိုင်တဲ့စွမ်းအားရှိတဲ့လောက်ကိုပဲကျွန်တော်လုပ်ပေးတယ်ကျွန်တော်လည်းတခြားအလုပ်လေးလည်းလုပ်ချင်တဲ့အတွက်ဒါကျွန်တော် limit ပေးထားတဲ့၃လပေါ့အဲ့ဒါပြီးတော့ကျွန်တော်တရားလေးကိုနားပါမယ်ဟုတ်ပုံကမြင်ပါစေဟုတ်ပြီလားဘေးတယ်ဆိုနေပြီကျွန်တော်တို့ကအားကကျွန်တော်အားကအပြည့်လွန်နေရလုပ်ချင်တဲ့ဟာတွေအတွက်စောင့်နေရတဲ့အချိန်တွေအရန်ကြာနေပြီအဲကျွန်တော်ဘက်ကလုပ်ဖို့လည်း ready ပဲအဲ့တော့ ဒီကျွန်တော် production ကကိုအောင်ကြီးပဲအဓိကပဲကိုကြီးဘာတွေဆက်လုပ်ပေးမှာလဲဘာတွေလုပ်ဖို့စီစဉ်နေလဲဆိုတာကျွန်တော်လည်းသိချင်ပါတယ်ကျွန်တော်လည်းအဲ့လိုမျိုးမိသားစုဇက်ပုံစံမျိုးရယ်ပြီးတော့ drama ဟိုမှာ heavy drama မျိုးလည်းရိုက်ချင်တယ်အဲပြီးတော့ဒါဆရာဦးမျိုးမင်းနဲ့တွေ့တဲ့ခါမှာလည်းကျွန်တော်ဒါဒီဟာတာဘက်ကိုလည်းကျွန်တော်အဲဒါလုတ်ဖြစ်တယ်လုတ်ဖြစ်တဲ့ခါမှာအဲလုတ်ရတာခက်တယ်ဟာတာကလွယ်တဲ့အရာလည်းမဟုတ်ဘူး အဲ့လိုပဲ drummer ဆိုတာလည်းလွယ်တဲ့အရာမဟုတ်ဘူးဘယ်အရာမဆိုပေါ့နော်ဘယ်ပညာရဲ့မဆိုလွယ်တဲ့ပညာရဲ့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်နဲ့အစိမ့်တသက်ဖြစ်နေတဲ့ဒီဟာသားကိုလည်းဒီကားလေးမှာဒါဆရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင် जा ခွင့်ရခဲ့တယ်နောက်တစ်ခုကဒီမကြိုးရယ်ကိုထွန်းရယ်နှစ်ယောက်စီကနေပြီးတော့စီနီယာနှစ်ယောက်စီကနေပြီးတော့ကျွန်တော်အဲ့သူတို့ဗဇက်ကသူတို့ကဟာသားကိုပုံစံနဲ့လောက်တာထက်စာရင် အမူယာလေးလုတ်တယ်ဆိုရင်ဥပမာသူစကလုံးပေါ်မှာလိုက်ပြီးတော့လုတ်သွားတဲ့အမူယာတွေကပို့ပြီးတော့ကျွန်တော်တို့အတွက်အဲ့ဒါတွေကပညာရစေခဲ့တယ်အဲ့တော့အဲ့အရာလေးတွေကလည်းဒါဒီအကူနဲ့မောင်းကိုကျေးဇူးတင်တယ်သူတို့လုတ်ပေးလို့ကျွန်တော်ဒီပညာလေးတွေရခဲ့တယ်ဆရာဦးမျိုးမင်းကတော့အဓိကပေါ့နော်အဲနောက်ထပ်လည်းကာရက်တာမျိုးကဘယ်ကာရက်တာမျိုးပဲရရကျွန်တော်လုတ်ဖို့လည်းဆင်းသင့်မယ်ပြီးတော့ကျွန်တော်အချိန်ရတာကိုပို့ကြိုက်တယ်ကာရက်တာတစ်ခုကိုအချိန်ရတာအချိန်ရ တိဆောက်ခွင့်ရမယ့်အချိန်လေးနဲ့အတူတိဆောက်လို့ရနေပြီဆိုတဲ့အချိန်ကြရင်လည်းအဲ့လိုမျိုးလုံးဝတာမျိုးပိုကြိုက်တယ်။အဲခန်းစားချက်ကျွန်တော်မန်းလေးကိုလည်းကျွန်တော်ဟိုလှမ်းမေးကြည့်ရယ်အဲမင်းကတောက်ကြနေကိုလည်းအဲလူကြည့်ရယ်တဲ့ဝင်နေတဲ့အဲအဲ့လိုမျိုးပြီးတော့ဟိုအဲ့မန်းလေးမှာကျွန်တော်အဲ့ဟိုစောက်ပေးနေတဲ့အိမ်ကြီးကဟိုရက်ွက်ကလူတွေလည်းရှိတယ် အဲမနေ့ကသူတို့အကုန်လုံးသွားကြရလို့ပြောတယ်။ဟောကျွန်တော်ပထမဆုံးဒီရုပ်ရှင်ပိတ်ကားပေါ်ရောက်ချင်တဲ့စင်တာတစ်ခုပြည့်သွားပြီပေါ့။အဲတော့အခုနောက်ထပ်ကျွန်တော်တို့ inter production ကနေပြီးတော့ရိုက်ကူးထားတဲ့နောက်ထပ်ဒီရုပ်ရှင်ကားတွေလည်းဟိုယုံတင်တွင်ရဖို့အတွက်လည်းကျွန်တော်အနေနဲ့အဲ့ဒါလည်းဖြစ်ချင်တဲ့စင်တာတွေကတစ်ခုပဲ။